မင်္ဂလာပါခင်ဗျ KGK2 channel ကနေပြန်လည်ကြိုဆိုပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်ဝတ္ထုကလေးကတော့ဆာရေးဆရာမြင့်မြတ်တို့ရဲ့ရေးသားထားတဲ့ကျွန်းပြပရမများဆိုတဲ့ဝတ္ထုကလေးကိုအပိုင်း၄ဆက်သိမ်းမှအနေနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like နဲ့ subscribe လုပ်ထားပြီးပါခင်ဗျဘေးနားမှာရှိတဲ့ notification လုံးလည်းနှိပ်ပေးထားပါအောင်ကျွန်တော်ရဲ့တပည့်ကျော်နှစ်ယောက်စလုံးကတကြုံကိုကြားတော့သွားတယ်ကျွန်တော်ကတပည့်ရဲ့တရင်ကိုမျောလင်းချက်ကြီးစွာနဲ့စောင့်မျောနေတယ် ဒီလိုဆောင်မြန်ကကျွန်တော်ရဲ့စီပါရေး channel လာတော့ရံပယံကဓမြမှုလေးတွေကိုကျွလုံလေးရှိတယ်။ကျွန်တော်ကတပည့်ကျော်နှစ်ဦးဟာတချုံကိုရောက်ရှိပြီးတနေ့နှိပါကြတဲ့အထိဖာသတင်းကိုမှမရဘူး။ဒီနေ့ကြော်ကြတဲ့အခါမှာသတင်းစာရီမှာတချုံမှရှိတဲ့အကျဉ်းသားနှစ်ဦးတို့ကိုတက်ဖြတ်တဲ့သတင်းကလေးပါလာပါတော့တယ်။အဲ့ဒီသတင်းစာရင်းမှာဝင်းစိုးဆိုတဲ့အကျဉ်းသားကိုပေါ့ဆာဆိုသူကတက်ဖြတ်သွားကြောင်းပါရှိပြီးတော့မှပေါ့ဆာကတကြုံကနေထွက်ပြေးသွားကြသို့တော်လည်းပေါ့ဆာထွက်ပြေးတဲ့နေရာကဂျာမဖွေအောင်လောင်းကောင်းတဲ့လူရိုင်းတွေရှိရာအရာကိုထွက်ပြေးသွားလို့အသက်ဆုံးမသေးချာကြောင်းဖော်ပြထားတယ် ျွန်တော်ကတပည့်ကျော်နှစ်ဦးတယောက်ကိုတယောက်တက်ဖြတ်တဲ့တရင်ကိုရရှိတော့သူတို့နှစ်ယောက်နဲ့တယောက်သစ္စာဖတ်တော်ကြရိတ်စားမိလိုက်တယ်ကျွန်တော်ရဲ့မိုးကုတ်ဗရမကြီးနဲ့ပတ်သက်တဲ့တရင်ကလည်းဆုံးဆုံးမြုပ်သွားတယ်ကျွန်တော်ကတပည့်ကျော်နှစ်ဦးယူဆောင်သွားတဲ့ဗရမကြီးကိုမိပလိုက်ပြီးဓမြမှုတွေကိုကျူးလွန်လေတော့တချီမှာပလိတ်တွေရဲ့ဖန်ဆီးခြင်းခံရလို့လူသက်မှုဓမြမှုတွေနဲ့တချွန်းကိုပို့ခံရပါတော့တယ်တဲ့ကျုံကိုရောက်တဲ့ကမိုးကုတ်ဗရမကြီးနဲ့ပတ်သက်တဲ့တရင်ကိုစုံစမ်းကြည့်တော့တရင်အစနာတောင်မှရရှိခြင်းမရှိပါဘူးကျွန်တော်ကတချုံမှာပြည်တန်တွေကိုခံယူရင်းက ချားဆိုသေးပါယောဂရရှိပြီးတပြည့်ပြည့်နဲ့ကျန်းမာရေးကချိုးတက်လာတယ်။ဒီအချိန်မှာကျွန်ုပ်ဘဝရဲ့စုံမိုက်မှုတွေကိုနောက်လာရတယ်လို့ခံစားပြီးနောက်လူတွေကျွန်ုပ်လိုလူစိုးလူသားတူရဲ့ဘဝကိုသိနှားလဲပြီးတော့မှတန်ဝေခယူရန်အလှူငါဒီမှတ်တမ်းကြီးကိုရေးပွဲခဲ့တယ်။ကျွန်ုပ်ရေးပွဲခဲ့တဲ့မှတ်တမ်းကြီးကိုဖတ်ရှုပြီးတော့မှကျွန်တော်ရဲ့မဟုတ်ပထမကြီးကိုရှာဖွေတွေ့ရှိခဲ့ရင်ဒီပစ္စည်းကိုထုတ်ခွဲလို့အနေငယ်များသောငွေချေးဖြင့်ကျွန်တော်အတွက်ကုသကမှုလှုပ်ပင်းကျွန်ုပ်ကချင်းနဲ့ဝမ်းမြောက်လှပါပြီ။ဘာမတိဘွာကျွန်တော်ကဗာမတိဘွာဆိုတဲ့မှတ်တမ်းကိုပြီးသက်ဖတ်ရှုပြီးတဲ့နောက်ရှင်ထဲမှာတန်ဝေခရမိတယ်လို့ခံစားရတယ်။ ။ဗာမတိဘွားဆိုတဲ့လူဆိုးကြီးကလူသားမန်တို့ရနိုင်ခဲ့လာတဲ့မိုးကုတ်ဗရမကြီးကိုရရှိခဲ့ပါလျက်နဲ့သူတို့ဘပစ္စည်းကိုမတရားလိုချင်တက်မှတ်မှုကြောင့်အကျိုးခံစားမှုမရှိခဲ့ဘူး။ဒီလိုဆိုရင်ဗာမတိဘွားဗရမကြီးကဘယ်ရက်ကိုရောက်ရှိလိမ့်တယ်လဲ။ဗာမတိဘွားတစ်ဖက်ကျော်ပေါ့ဆာနဲ့ဝင်းဆိုးကတယောက်တယောက်အဖေကြောင့်အသေးတိုက်ခိုက်ကြတယ်လေ။အဲ့ဒီအချိန်ကစားပြီးကျွန်တော်ကမုတ်ကိုပရမကြီးကိုရှာဖွေခြင်းစိတ်တွေဖြစ်ပေါ်နေမိတယ်။ဒါကြောင့်လူတက်မှုဖြစ်ပါတယ်ဆိုတဲ့ပေါက်ဆန်းနဲ့ဝင်းဆိုးတဲ့တဲ့ရင်ကိုစတင်စုံစမ်းတယ်။ဒါပေမဲ့သူတို့နဲ့ပတ်သက်လို့ထောင်သားတွေထဲမှာပြောဆိုနိုင်သူမရှိပါဘူး။ ကျွန်တော်ကထောင်သားပေါ့ဆားနဲ့ဝင်းစိုးရဲ့မူခင်းအောင်ဖိုင်လေးကိုရှာဖွေဖို့ဆုံးဖြတ်လိုက်တယ်။ထာမူကြီးအိမ်ကမူခင်းအောင်နဲ့ထားရှိတော်ယုံနဲ့ကဲ့ရမှာရှိတယ်။အဲ့ဒီယုံကိုဒီကနေ့ပိတ်ထားလိုက်ပြီးတော့ထာမူကြီးအပေါင်းယုံသူယုံသားတွေကယုံသိကြီးမှယုံတက်ကြတယ်။ကျွန်တော်ကယုံအောင်ကိုတိတ်တဆိတ်ခိုးဝင်ပြီးတော့မှဝင်းစိုးနဲ့ပေါ့ဆားရဲ့လူသားမှုပြပွားဖိုင်ကိုရှာဖွေဖို့ကြံတယ်။တနေ့မှထာမူကြီးကတော့ကျွန်တော်ကချစ်တဲ့နီးနောင်းနေလေတယ်။ပြီးရင်တော့သူမကမောပန်းလဲဆိုပြီးအိယာကိုဝင်သွားပါတော့တယ်။ကျွန်တော်ကအသင်းဆောင်ထားတဲ့တန်ချောင်းကလေးကိုယူပြီးအိမ်နဲ့မနှီးမွေးမှရှိတဲ့ယုံဟောင်းကိုထွက်လာခဲ့ပါတယ်။ ရောင်းမှရှိတဲ့တန်ခါးကြီးကိုခတ်ထားတဲ့ခြေတော်ကြီးရှိတယ်။အဲဒီခြေတော်ကြီးကိုတန်ချောင်းငယ်လေးနဲ့ထိုးလိုက်တော့ခြေတော်ကြီးကပွင့်သွားတယ်။ကျွန်တော်ကရောင်းအတွင်းကိုဝင်ပြီးတော့မှအမှုရိထားရဖိုင်တွေကိုဖက်ရှုပါတော့တယ်။ထို့တော့တရုံလုံးဖိုင်တွေနဲ့ပြည့်နေတော့ပေါက်ဆန်တဲ့ဝင်းစိုးတွေလူတက်မှုဖိုင်တွေကိုအလွယ်တကူရှာမတွေ့ခဲ့ဘူး။အဲဒီချိန်ကစပြီးကျွန်တော်ကအားလက်ချိန်ဒီမှာထောင်မကြီးကတော့မသိအောင်ရောင်းအောင်ကိုဝင်ပြီးတော့မှအမှုရိအောင်တွေကိုရှာဖွေတယ်။တပက်လောက်ရှာပွေပြီးတဲ့အခါမှာအမှုအမှတ်450ဆိုရဲရေးသားထားတဲ့ဖိုင်တွေကိုတွေ့ရပြီး450ကိုမတွေ့ရဘဲနဲ့450ကိုသာတွေ့ရတယ် ကျွန်တော်ကတပတ်အတွင်းမူကင်းဟောင်းနေအားလုံးကိုရှာဖွေနိုင်ခဲ့ပြီးတော့မူကင်းဖိုင်အမှတ်450ဒီဖိုင်နေဟုတာရှာမရနေပဲဖြစ်နေတယ်။ကျွန်တော်ရဲ့အာယုန်ထဲမှာဖိုင်အမှတ်450ကိုသာမြင်အောင်နေတယ်။ဖိုင်အမှတ်450ကိုမတွေ့ရတဲ့အတွက်စားမဝင်အိတ်မပြောဖြစ်မိတယ်။အဲ့ဒီဖိုင်ကပေါက်စားတဲ့ဝင်းစိုးတဲ့လူသက်မှုဖိုင်တွေဖြစ်ဟန်တူပါတယ်။ဒါလို့ဆိုရင်အမှုအမှတ်450ဖိုင်တွေကဘာကြောင့်ပျောက်ဆုံးနေတယ်လဲ။ဒီဖိုင်တွေကိုဘယ်သူကလှုပ်ဝက်သိမ်းဆဲထားတယ်လဲ။ကျွန်တော်ကမုတ်ကိုပရမကြီးနဲ့ဆက်ဆက်နေတဲ့လူသက်မှုရဲ့အနောက်ကိုလှိုင်းငါလှေဝဲဆန်းကျတဲ့အဖြစ်အပျက်တွေကိုကြုံတွေ့နေရပါတယ်။ ျွန်တော်ကတပတ်အတွင်းမှုခင်းအောင်တွေရှိတဲ့ဖိုင်တွေအားလုံးကိုသေးစေဖတ်ရှုပြီးတော့ပေါက်စားရုံးနဲ့ပတ်သက်တဲ့သတင်းစာကိုရှာမရဘူးကျွန်တော်ကစိတ်ပြက်လက်ပြက်ဖြစ်ပြီးရုံးလင်းကိုဝင်လို့ဖိုင်ရှာလေးလုပ်ကိုဆွလွန်လိုက်ပါတယ်ထို့တော့ကျွန်တော်အိမ်မက်ထဲမှာမကြာခဏမိုးကုတ်ဗရမယာကြီးကိုမှတ်တယ်ကျွန်တော်ကအဲ့ဒီဗရမယာကြီးကိုတူခွဲရောင်းချပြီးတော့မြန်မာပြည်မှာကြီးပွားချမ်းသာသူတွေဖြစ်နေတယ်ကျွန်တော်ဒီမှာချောမောလာပါတဲ့ဇနီးနှစ်ယောက်ရှိတယ်သူတို့ကတော့ကျွန်တော်ဇနီးမမိုးသူနဲ့ထောင်မူကြီးကတော်ဖြစ်ပါတယ်ထောင်မူကြီးကတော်နဲ့ကျွန်တော်ရဲ့ဒီတကူချစ်စက်လမ်းရဲ့အရှိန်ကတပြေးပြေးမြင့်တက်လာတယ် တနေ့ထောင်မူကြီးကတော့လည်းကျွန်တော်တို့တေတကူပြောရွှင်နေစဉ်အခန်းထဲကိုထောင်မူကြီးအသားလေးကဝင်ရောက်လာတယ်။ထောင်မူကြီးကတော့ကပြားကြရအဝတ်တွေကိုလွှမ်းခြုံလိုက်ပြီးကျွန်တော်ကပြင်ပောက်ကနေခုံချခိုင်းလိုက်တယ်။ထို့တော့ကလေးငယ်ကကျွန်တော်ပြင်ပောက်ကခုံချခြင်းကိုမြေတူသွားပြီးအငယ်ဘာလို့ပြင်ပောက်ကနေခုံချတယ်လဲလို့မေးတယ်။ထောင်မူကြီးကတော့ပြောဆိုအပ်ခတ်သွားပြီးမမီခန်းထဲမှာဘာမှမရှိပါဘူးလို့ဖြေတယ်။ကလေးငယ်ကခေါင်းခါရမ်းလို့အငယ်ပြင်ပောက်ကနေခုံဆင်းသွားတာကျွန်တော်မြင်တယ်တဲ့။အဲဒီကထောင်မူကြီးကတော့မမီအိပ်ပြော်နေလို့မသိဘူးသား။ဒီအကြောင်းကိုမင်းတယ်ဒီထောင်မူကြီးကိုပြန်မပြောနဲ့နော်။ ။ထော်ကြမမီးအခန်းလေးကိုတခိုးဝင်နေဆိုပြီးတော့မှမင်းအန်ကယ်ကိုဒက်ဒီကရိုက်လိမ့်မယ်။သူများတွေကိုလည်းရှောက်မပြောနဲ့။သူများတွေကဒက်ဒီကိုပြန်တိုင်ရင်အန်ကယ်ငွေသက်ကိုမမီးတို့အိမ်မှာခေါ်လို့မရတော့ဘူး။ကလေးငယ်ကကျွန်တော်ကိုခင်မင်သူဖြစ်တော့မိခင်ရဲ့စကားကိုလွယ်တကူခေါင်းညှိလိုက်ပါတယ်။တကာကလည်းကျွန်တော်နဲ့ထောင်မူကြီးကတော်ကစပွဲတလုံးနဲ့ထိုင်ပြီးနေလက်စားစားနေစဉ်မျက်နှာပြူရေးပိုင်ကတော်နဲ့အခြားသောမျက်နှာပြူမတွေရောက်ရှိလာပြီးထောင်မူကြီးကတော်ကိုအင်္ဂလိပ်ဘာသာနဲ့မေရီအိမ်မှာခေါ်ထားတဲ့ထောင်သားကိုဘာဖြစ်လို့စပွဲတလုံးမှာအတူစားနေရသလဲ။ဒီလိုကောင်မျိုးတွေကကျင်းစာရေးတာမကောင်းတဲ့အောက်တန်းစားတွေပဲ။ ဒီကောင်မျိုးတွေနဲ့စဉ်တန်းခွဲပြီးဆက်ဆံတင်တယ်လို့ဆိုတယ်။ထာမူကြီးကတော့ကျွန်တော်ကအင်္ဂလိပ်စကားနားလည်မှန်းသိတော့မျက်လုံးပြီးသွားတယ်။ကျွန်တော်ကမိမိကိုယ်အသက်လို့အောက်တန်းစားကောင်လို့ပြောဆိုခံရတော့ဒေါသမုံထသွားပြီးကျုပ်မှာအပြစ်ရှိလို့အပြစ်တွေကိုခံနေရတာပဲ။ကျုပ်ကိုအောက်တန်းစားကောင်လို့ခင်ဗျားတို့ဆက်ဆွဲတာကယဉ်ကျေးမှုမဲ့လွန်းတယ်။တကယ်တော့သူတစ်ပါးကိုအသက်လို့ဆော်ကားတဲ့ခင်ဗျားတို့ကအောက်တန်းစားရီလို့အင်္ဂလိပ်ဘာသာနဲ့ပြန်ပြောတော့အရေးပိုင်းကတော့လည်းမျက်နှာပြူမာတွေကကျွန်တော်အင်္ဂလိပ်စကားတမန်မသိတဲ့အတွက်မျက်လုံးပြူးသွားကြပါလေ။အရေးပိုင်းကတော့ကျွန်တော်ကိုဒေါသကြီးနဲ့ဆဲဆိုပြီး နေလိုအချင်းသားကငါတို့ကိုအောက်တန်းစားတယ်လို့ပြောဝင်သလားစီလူလာထောင်ထဲကိုရောက်ချင်းသလားလို့ဆိုတော့ကျွန်တော်ကလက်သေးဆုပ်ပြီးစီလူလာထောင်လက်ခယူးမဆိုင်ဘူးခမားတို့ကိုမိမမလို့ချမ်းသာပေးလိုက်တယ်မှတ်လို့ကျုံသွားလိုက်တယ်အဲဒီခါမှာရေးပိုင်ကတော်နဲ့မျက်နှာဖြူမတွေကထောင်မှုကတော်ကိုကြည့်လို့မေရီဒီခါမှာရန်ရီယာကိုဘာလို့ကြည့်နေတယ်လဲထောင်မှုကြီးကိုပြောပြီးအပြစ်ပေးလိုက်ပါအဲဒါလို့ဆိုတော့ထောင်မှုကြီးကတော်ကမျက်နှာဖြူပရိရဲ့စကားကြောင့်အခက်တွေ့သွားပြီးကျွန်တော်ဘက်ကိုလှည့်ပြီးဂျေဆုပြုပြီးရှင်ဘာမှမပြောဘဲနဲ့အခန်းထဲကထွက်သွားပြီးပါလို့ဆိုတော့ကျွန်တော်ကထောင်မှုကြီးကတော်ရဲ့အခက်ခဲကိုနားလေတော့စကားမဆက်တော့ဘဲနဲ့အခန်းထဲကထွက်ခဲ့တယ် ထာမွန်ကြီးကတော့ကျွန်တော်ထွက်သွားတဲ့အခါမျက်နှာပြူမရိဘက်ကိုလှည့်ပြီးလေးတန်တို့တို့နဲ့ရှင်တို့သူ့ကိုသွားမထိနဲ့သူကလူသားမှုတွေကျူးလွန်ပြီးကျုံးကိုရောက်လာရောမကဘူးကျုံးကတော့တစ်ချိန်ထွက်ပြေးပြီးပြီသူ့ကိုမတိလေးစားလို့ရင်ထာမွန်ကြီးကိုတော့မှပြန်ပြီးဒုက္ခပေးမယ်သူလို့ဆိုတော့မျက်နှာပြူမရိကကျွန်တော်ကိုထိတ်လန့်သွားကြပြီးအရေးပိုင်ကတော့ကဒီလိုစိုးစမ်းတဲ့လူမျိုးကိုဘာဖြစ်လို့ရှင်းအိမ်မှာထားရတယ်လဲတနေ့နေ့မှာထာမွန်ကြီးကိုဒုက္ခပေးဘယ်လိုလုပ်မလဲဒီလိုဆိုတော့ထာမွန်ကြီးကတော့ကဒီလိုပြောတော့ကျန်တဲ့မျက်နှာပြူမရိကတစုံတစ်ယောက်ကိုသဘောပေါက်သွားပြီးတကိကိရှိမောကြလို့အရေးပိုင်ကတော့က ။အော်ဒီလိုလား။အသေးချာကြည့်တော့သူကမြန်မာထဲမှာရံမောင်းကောင်းပြီးတော့အသားကြီးလည်းတန်တယ်။ယောက်ျားလည်းပြီးသားတယ်။ဒါကြောင့်ဒီလူကိုမင်းကအသီးခံနေတာကိုတဲ့။ဒီလိုဆိုပြီးဝိုင်းဝန်းရှိမောကြတယ်။ကျွန်တော်ကမျက်နှာပြူမာရဲ့စကားကိုခန်းစည်းချာကချောင်းမြောင်းနားထောင်ပြီးထိတ်လန့်တို့တို့သွားတော့တယ်။မျက်နှာပြူမာရဲ့ဝိုင်းဝန်းရှိမောကြပုံကမိမိနဲ့ထောင်မူကြီးကတော်ရဲ့မယူသားတဲ့ရင်းနှီးဆက်ဆံမှုကိုရေးဆမ်းမိပုံရတယ်။ပြီးတော့ထောင်မူကြီးကတော်ကမိမိနဲ့ရင်းနှီးတဲ့လေးဝတ်ချက်ကိုမျက်နှာပြူမာရဲ့ရှေ့မှာဝန်ခံလိုက်သလိုဖြစ်သွားတယ်။ထောင်မူကြီးကတော်ကဘာကြောင့်မိမိရဲ့သေရင်းကိုတူပါတယ်လဲ။ဒီကိစ္စကိုထောင်မူကြီးသိသွားရင်တွေးဝန်စရာမရှိဘူး။ ကျွန်တော်ထောင်မူကြီးကတော်ရဲ့နှုတ်မလုံးမှုကြောင့်ကျွန်တော်ရရှိတဲ့ရလကကြီးစံပဲဖြစ်လိမ့်မယ်။တခါကအကျဉ်းသားတူဦးနဲ့ဖောက်ပြန်တဲ့ထောင်မူကတော်ကိုထောင်မူကတနက်နေ့ပြစ်ပြီးတော့မှအကျဉ်းသားကိုလည်းအသေးပြစ်တတ်ခဲ့မှုတယ်။ထောင်မူကတော်ရဲ့ပြုမှုကမိမိတို့အနေနဲ့များလာတယ်။မိမိတို့ပြုကိုထောင်မူကြီးတည်ဆောင်ရင်တွေးဝင်စရာမရှိတော့ဘူး။မျက်နှာပြမတွေပြန်သွားတဲ့အခါကျွန်တော်ကထောင်မူကတော်ကိုပြစ်တင်ဝေဖန်တော့သူကသူတို့ကိုရှင်းနေချင်းမှဖြစ်ရတယ်လို့အတီလင်းပြောလိုက်တာမှမဟုတ်တာ။သူတို့ကိုမခံချင်အောင်နောက်ပြောင်းလိုက်တာ။ဒါကကျမတို့ထောင်မှုကတော့လောကမှာမဆန်းဘူး။တစ်ယောက်နဲ့တစ်ယောက်ဒီလိုပဲနောက်ပြောင်းလို့ရှိတယ်လို့ဆိုတော့ကျွန်တော်ကခေါင်းခါရမ်းပြီ တို့တို့ကိစ္စကနောက်ပြောင်းမယ်ကိစ္စမဟုတ်ဘူးဒီအကြောင်းနဲ့ပြန်မပြတ်နေသွားရင်ခမရဥစားထောင်မှုကြီးကကျုပ်ကိုတတ်လိမ့်မယ်ဒီလိုဆိုတော့ထောင်မှုကတော့သဘောကျတဲ့နေရှိမောပြီရှင်ကိုထောင်မှုကြီးလက်ဖျားနေတာမတိစီရဘူးကျွန်မတောင်းဝန်ယူတယ်ကျွန်မတို့အပြောင်းပြတ်ပြောတာကိုရှင်သားထဲမှာသိမထားနေတဲ့အမှန်တော့ထောင်မှုကြီးကတော့မိမိမှာလင်ငယ်ရှိချောင်းကိုမတိမထားချောဝါလိုက်ခြင်းဖြစ်တယ်မျက်နှာပြူထောင်မှုကတော်ကြီးအချင်းချင်းတွေ့ဆုံရင်တယောက်နဲ့တယောက်ချောမောလှပတဲ့လင်ငယ်ကိုစီရှိချောင်းချောဝါလေးရှိတယ်။ကျွန်တော်ကထောင်မှုကတော်များချာမှာမြေစာပင်ဖြစ်သွားတယ် ျွန်တော်ကအဲ့ဒီချိန်ကစားပြီးမိမိရဲ့မားရွင်းတဲ့လောရက်ကိုပြန်လည်ပြည့်ပြည့်မှုကြံစီတယ်။ထာမူးဂရိုရဲ့လောကမှာမိမိအချမ်းပြန့်နေသွားရင်မကြမီထာမူးကြီးတည်သွားပါလိမ့်မယ်။အဲ့ဒါလိုထာမူးကြီးတည်သွားရင်မိမိဘဝနောင်ရီကိုတွန်းဝင်စရာမရှိတော့ဘူး။တကြုံကနေမလွတ်မြောက်တဲ့အပြင်ငရဲကိုတော့မှတစ်ခေါက်သွားပါလိမ့်မယ်။ကျွန်တော်ကအဲ့ဒီချိန်ကစားပြီးထာမူးကြီးဂရိုနဲ့ဖောက်ပြန်ခြင်းကိုရက်ထက်ကရက်ဖို့ဆုံးဖြတ်လိုက်တယ်။ထို့သောထာမူးဂရိုရဲ့အနီးမှာနေရန်သူမကိုဆွလုံဖို့အလွန်ခက်ခဲလာတယ်။အဲ့ဒါလိုနဲ့ကျွန်တော်ကဆုပ်လဲစုစားလဲဖြစ်နေခြင်းထာမူးကြီးတကြုံကပြောင်းရွှေ့ရမယ်ဆိုတဲ့သတင်းထွက်လာတော့အလွန်ပျော်ရွှင်သွားတယ်။ အဲ့ဒီသတင်းသေးချသွားတဲ့အခါထောင်မကြီးခရောကတချုံကပြောင်းရွှေ့ရန်ကျွန်တော်နဲ့မခွဲနိုင်ဘူးဆိုပြီးဝမ်ပန်းနဲ့ငိုယူတော့တယ်။သူမကမတုံမလို့ဖြစ်နေတဲ့ကျွန်တော်ကိုကြည့်လို့ရှင်ပါလို့ငြိမ်နေတယ်လေ။ကျမနဲ့ခွဲရမယ်ဆိုလို့ရှင်ပြောင်းနေသလားလဲရန်တွေ့တယ်။ကျွန်တော်ကလှပတဲ့သူမမျက်နှာကိုကြည့်လို့ကျွတ်တို့ပြက်ကလမ်းခွဲကြတာမှပူကောင်းပဲ။တနေ့နေ့တစ်ချိန်ချင်းထောင်မကြီးကြည့်သွားရင်ခတ်မယ်လို့ဆိုတော့ထောင်မကြီးတော်ကငိုယူရင်းကဘာပဲဖြစ်ဖြစ်ကျမဘဝမှာရှင်တယောက်ကိုပဲချစ်ခဲ့ဘူးတယ်။ရှင်ရဲ့ခွဲရကျမအရင်တတိယနေမှာပဲ။ရှင်ကျမကိုမယုံဘူးလားလို့မေးတယ်။ကျွန်တော်ကလည်းတပ်ပြင်းချပြီးတော့ ယုံပါတယ်ဒါပေမဲ့နောက်ဆုံးလည်းဒါပဲကောင်းပါတယ်ချားရင်ကြောမကောင်းချားမကောင်းနေဖြစ်ကုန်ပဲထောင်မကြီးကတော်ရဲ့ခွန်သိခါကိုလည်းထည့်ပြီးစဉ်းစားပါဦးအဲ့ဒါလို့ဆိုတော့ထောင်မကြီးကတော်ကတွေ့ဝီသွားတယ်သူမကတန်းချောင်းရှိုင်းကိုနေပြီးမှရှင်ကအတော်ယောက်ျားပြီးသားတဲ့သူပဲတဲ့ကိုရဲ့ခွန်သိခါကိုလည်းထင်းသိနိုင်တယ်ရှင်လိုလူမျိုးနဲ့ရေးစားပြရတာကျမခွန်ယူလိုက်တာလို့ဆိုတယ်ထာမိုးကြီးမိသားစုကမကြမီအဲဒမန်ကျောင်းကနေပြောင်းရှိတော့မယ်ဆိုတဲ့သတင်းကကျောင်းနဲ့ပြန့်နေသွားတယ်။ဒီကထာမိုးကြီးကသဘောမနှောကောင်းပြီးအကျဉ်းသားတွေပေါ်ထောက်ထားညာတာတဲ့စိတ်ရရှိတာဖြစ်လို့တကြွလုံးမှအကျဉ်းသားတွေကို ားလုံးကနှမျိုးသက်သာဖြစ်နေကြတာတွေ့ရတယ်။တနေ့မှာဒါမိုးကြီးကတော့ကျွန်တော်ကိုစာကြည့်ခန်းလေးကိုခေါ်ပြီးတော့မှရည်ဝဲတဲ့မျက်လုံးတွေနဲ့အစာအိမ်ညူကြီးတွေအကမ်းပေးတယ်။ကျွန်တော်ကနားမလည်ဟန်တဲ့ဒါမိုးကတော့ကိုကြည့်ပြီးစာရည်ထဲမှာဘာတွေလဲ။ပတ်စံနေဆိုရင်တော့မယူခြင်းဘူး။ခမန်းနဲ့ကြိုချာမှာပတ်စံမရှိဘူးလို့ဆိုတော့ဒါမိုးကတော့တပြင်းချပြီးပတ်စံမဟုတ်ပါဘူး။ရှင်သိအလိုရှိနေတဲ့ final bet 450လို့ဆိုတယ်။ဒါမိုးကတော့ရဲ့စကားကြောင့်ကျွန်တော်ကမျက်မှောင်ကျုပ်လို့ final bet 450ဟုတ်လား။ချုပ်တာကိုလိုချင်နေတာဘယ်လိုသိသေးလဲလို့မေးတော့ဒါမိုးကတော့ရှင်ကိုချစ်တဲ့အတွက်ရှင်ပါလေလိုတယ်ဆိုတော့ကျွန်မအမြဲတည်တယ်။ ရှင်ရကျမယောက်ျားအိမ်ထဲမှာကြာကြံခဲ့တဲ့စာအုပ်တို့ကိုဖတ်ကြည့်ပြီးဗာမတိဘွားဆိုတဲ့လူစုရောင်ရဲ့နောက်ကျောင်းရာဇဝင်ကိုတီးခဲ့တယ်။ဗာမတိဘွားရေးခဲ့တဲ့မိုးကုတ်ပရမယာကြီးအကြောင်းကိုဖတ်ပြီးရှင်ကထောင်ထဲမှာမိုးကုတ်ပရမယာကိုရှာဖွေဖို့ဆုံးဖြတ်ခဲ့တယ်။ရှင်နီးရှင်ရန်နဲ့မိုးကုတ်ပရမယာရှိတဲ့နေရာကိုစုံစမ်းတယ်။နောက်ဆုံးမှာမိုးကုတ်ပရမယာကြီးကြောင့်အသေးကြီးတက်ခတ်ကြတဲ့အကျဉ်းသားနှစ်ယောက်ရဲ့အမှုထဲဟောင်းတွေကိုပြန်ရှာဖို့ဆုံးဖြတ်ခဲ့တယ်။ဒါကြောင့်ကျမမသိအောင်ရုံးကောင်းတွေကိုခိုးဝင်ပြီးတော့မှအမှုထဲဟောင်းကိုရှာဖွေခဲ့တယ်။ဒါပေမဲ့အမှုထဲဟောင်းကိုဘလို့မှရှာမရတဲ့အတွက်ရှင်ကမိုးကုတ်ပရမယာကြီးကိုရှာဖွေတဲ့ကိစ္စမှာလက်မှိုက်ချခဲ့ရတယ်။ အမှုရောင်းနေကိုရှာဖွေရမှာအမှုရဲအမှတ်450ကိုတွေ့ပြီး450နှစ်ကိုတွေ့ရပြန်တယ်အမှုရဲအမှတ်450ကပျောက်ဆုံးနေတယ်ရှင်ကရုံးထဲမှာနေစဉ်ရဲ့ဆက်အမှုရဲအမှတ်450ကိုရှာရင်ကမတွေ့တဲ့အဆုံးလက်မှိုက်ချခဲ့တယ်တကယ်တော့ရှင်ရဲ့ခြေလမ်းတွေကအမြဲတမ်းတစ်ခွက်ကြုံမြင်နေတဲ့ကျမကရောင်းအောင်နေကိုရှင်မတိအောင်ဝင်ပြီးတော့မှအမှုရဲအမှတ်450ကိုလက်ဦးအောင်ယူထားလိုက်တာပဲအဲ့လိုဆိုတော့ကျွန်တော်ကထောင်မှုကြီးကတော်ကိုကြည့်ပြီးခေါင်းခါရမ်းလို့ဒီအချောင်းတွေကိုထောင်မှုကြီးသိတလားလို့မေးလိုက်တော့ထောင်မှုကတော်ကခေါင်းခါပြီးဒီအချောင်းတွေကိုထောင်မှုကြီးလုံးဝမသိပါဘူးကျွန်မတယောက်တည်းသိတာပါ မိုးကုတ်ပရမကြီးကိုရှာပွေးတဲ့ရှင်ကိုကျမကဘာဖြစ်လို့တားမိရတယ်လဲဆိုတော့ရှင်ကိုချစ်လို့ပဲရှင်ကမိုးကုတ်ပရမကြီးကိုရှာသွားကျမကိုပြစ်သွားမှကြောက်လို့ဒါပေမဲ့ရှင်နဲ့ကျမခွဲရတော့မယ်ဆိုတဲ့အတွက်ကျမဖော်ထားတဲ့အမှုတွေ451ကိုရှင်ကိုပေးလိုက်တာရှင်ညာရှိသူတို့သုံးပြီးတော့မှမိုးကုတ်ပရမကြီးကိုရှာကြည့်ပြီးတော့လို့ဆိုတော့ကျွန်တော်ကထောင်မှုကတော့ထူးခြားတဲ့စိတ်ဓာတ်ကိုအံ့ဩရတယ်ထာမုကရောကဆက်လက်ပြီးရှင်ကျမကိုမချစ်ဘဲနဲ့အောင်ကနန်းနေတယ်ကျမသိတယ်ရှင်ကသိမင်းနာကြီးကိုတုံးပြပြီးထာမုကြီးမကောလင်းကိုလှုပ်ချန်ခဲ့တယ် ဒီလိုလောက်ကြံခဲ့တဲ့ပြင်းမှုကိုကဘာပေါ်မှာကျမတယောက်တည်းသိတယ်။ဒါကြောင့်ကျမလူကြနေတိုင်းပေးနေတယ်လို့ကျမသိတယ်။ဒါပေမဲ့ရှင်းကိုမခွဲနိုင်လို့ဇွန်ပေပြီးကျမကယူမိုက်ခဲ့တယ်။တကယ်တော့ဒီမင်းနိုင်ကြီးမှတက်ဆင်ထားတဲ့တနတ်နဲ့သတ္တိကံပစ္စည်းတွေကနိုင်ကြီးမှမရှိတော့ဘူး။ဒါတွေကိုဟိုးရင်ကလေးကကျမဖြည့်ဆည်းပြတာကြားပြီ။ရှင်ကတော့သတ္တိကံပစ္စည်းတွေနဲ့ကျမဒုက္ခပြီးသွားမှကြောက်ပြီးစိတ်မပါဘဲနဲ့ချက်ခဲ့ရတယ်မလားလို့ဆိုတော့ကျွန်တော်ကထောင်မှုကရမျက်လုံးလေးကိုကြည့်ပြီးကျုပ်ရင်ထဲမှာဘာတွေရှိသလဲဆိုတာမပြောပြရစေနဲ့။ကျုပ်ကိုဖိုင်ရဲမှတ်451ပြီးတာကိုကျေးဇူးတင်ပါတယ်။ကျုပ်မိုးကိုပရမကြီးကိုကြိုးစားပြီးရှာကျင်သေးတယ်။ နိုင်တဲ့ကတတိကပစ္စည်းတွေကိုဖျက်ပြပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ချုပ်ကိုခွင့်ပြုပါအောင်လို့ဆိုပြီးသူမအနီးကနေကြောခံထွက်ခဲ့တယ်။အင်းတကားဘကိုရောက်တဲ့အခါမှာကျွန်တော်ရဲ့ရှေ့ကတစုံတူတွေးတော့ကြည့်လိုက်တဲ့အခါထာမှုကရွယ်သားလေးဖြစ်တယ်။ကျွန်တော်ကကလေးငယ်ပါကိုနမ်းရှိုက်တယ်။ကလေးငယ်ကလေးတန်းတူတူနဲ့အန်ကဲနဲ့မမီအချောင်းကိုကျွန်တော်ဘယ်သူမှမပြောပါဘူး။ဘာဖြစ်လို့လဲဆိုတော့အန်ကဲကစိတ်ထားကောင်းလို့ပဲတဲ့။အဲ့လို့ဆိုတော့ကျွန်တော်ကကလေးငယ်ကိုကြည့်ပြီးထုံလို့ချောချသွားပါတော့တယ်။ ကျွန်တော်က file ရဲ့ ml 451ကိုရရှိတာနဲ့မုတ်ကုပ်ပြမကြီးကိုရှာပွေးဖို့အဲ့ဒီ file တွေကိုတည်တည်ဖတ်ရှုတယ်။ဒီကပေါက်စားနဲ့ဝင်းစိုးတွေရဲ့ရန်ပွဲကြောင့်ဝင်းစိုးတည်ဆုံသွားပုံကိုအဓိကတက်တည်ထွက်တဲ့လူတူရှိချောင်းတွေ့ရတယ်။အဲ့ဒီသူရဲ့အမိကထောင်းဝါရာကိုစုံလင်းဆိုသူဖြစ်တယ်။ကိုစုံလင်းရဲ့ထွက်ချက်ကအောက်ပါတိုင်းမှာအဲ့ဒီနေ့ကနေနေတပွဲပွဲကြာနေတဲ့အချိန်မှာကျွန်တော်ကမနေ့စောစောမှလွမ်းစီဒီအနီးကိုအမိုက်ဒီလှဲခြင်းမှုရောက်ရှိနေတယ်။ကျွန်တော်ကမိမိရဲ့မွေးနေ့တိုင်း လွမ်းစီတီကိုအမိုက်ဒီလဲချင်းမှုစူးစမ်းလေးရှိတယ်။ဒီနေ့လွမ်းစီတီမှာကျွန်တော်အမိုက်လဲချင်းပြီးတဲ့နောက်ခဏလောက်နားနေစင်မှာလူတူဦးကခိုးချောင်ခိုးဝဲနဲ့လွမ်းစီတီကိုရောက်လာပြီးစီတီမှာကတ်လူထားတဲ့ဖျားပန်းဦးကိုခွေးယူလိုက်တယ်။ဖျားပန်းဦးကိုခွေးယူသူကထောင်သားတရားဖြစ်လို့ကျွန်တော်ကအောင်ရည်ကြီးနေစင်မှာအဲ့ဒီသူကဖန်းဦးလေးကပန်းလေးကိုရှင်ပြန်မှတုံချပြီးပန်းဦးကိုယူလို့ထွက်ခွာသွားတယ်။ကျွန်တော်ကထောင်သားတွေအားလုံးကိုကိုယ်ကိုတီထားတဲ့လွမ်းစီတီကပန်းဦးကိုခိုးယူတဲ့ထောင်သားကိုလက်ရဖမ်းဆီးနိုင်မှုအနောက်ကလိုက်သွားတယ်။ ဒီအခိုက်မှာပဲနင်းနေကြကအခြားထောင်သားတယောက်ထွက်လာပြီးပန်းအုပ်ခုလာတဲ့ထောင်သားနဲ့စကားပြောတယ်။ဒီနောက်တော့တယောက်နဲ့တယောက်လုံးတွေ့တဲ့ပုတ်လို့ပန်းအုပ်ကိုလူယူဖို့ကြိုးစားကြပါတော့တယ်။ကျွန်တော်ကလူထုဆန်းနှစ်ယောက်ကိုရက်ကြည့်မနေနိုင်တော့ပဲနဲ့ဟဲကောင်လေးရံမဖြစ်နဲ့ရက်လိုက်ကြဆန်းလို့အော်ဟစ်တားဆီးလိုက်တယ်။အဲဒီကနောက်မှရောက်လာတဲ့ထောင်သားကပန်းအုပ်ခုလာတဲ့ထောင်သားကိုဓာတ်နဲ့တစ်ချက်ဆောင်ထိုးပြီးပန်းအုပ်ကိုဆွဲတူးလို့နေရာကနေထွက်ပြေးတော့တယ်။ကျွန်တော်ကထွက်ပြေးသွားတဲ့ထောင်သားနောက်ကိုအော်ဟစ်ပြီးပြေးလည်သွားပြီးမြဲထောင်သားကနင်းနေကြကကွဲပြောက်သွားပြီးကျွန်တော်ကလည်းဓာတ်ထုတ်ခံရတဲ့ဂျင်းသားစီကိုပြန်ရောက်တဲ့အခါအဲဒီသူသေးဆုံးနေကြောင်တွေ့ရတယ်။ ူရဲ့လက်ထက်မှာကြည်ကြပအောင်စုခံထားတဲ့ပန်ဦးတပိုင်းပြက်ကလေးကိုတွေ့မြင်ရပြန်ပါတယ်။ထာနာနုရဲ့ပြုမကလွန်စွာမှထူးခြားလာတယ်။အဖိုးမတန်တဲ့ပန်ဦးတလုံးအတွက်တယောက်နဲ့တယောက်သေးချင်းမကြီးတတ်ဖို့ထူးကြည့်ကြတယ်။ခဏကြာတော့ထာဝရတွေရောက်ရှိလာပြီးကျွန်ုပ်ကလည်းလူတက်မှုဖြစ်ရခြင်းအကြောင်းကိုရှင်းပြလိုက်တယ်။အဲဒီခါသေဆုံးသူကဓမြမှုလူတက်မှုတွေနဲ့အကျုံးကိုရောက်လာသူဝင်းဆိုးဆိုသူဖြစ်ကြောင်းသိရတယ်။ဝင်းဆိုးကိုတက်ပြီးထွက်ပြီးသူကဝင်းဆိုးရဲ့တငယ်ချင်းပေါ့ဆပေါ့ဆကလူတက်မှုဓမြမှုမထင်းမှုတွေနဲ့တကျုံးကိုရောက်ရှိလာသူဖြစ်ပါတယ်။ကျွန်ုပ်ကသေသူအချင်းသားဝင်းဆိုးရဲ့လက်ထက်မှာကြည်ကြပအောင်စုခံထားတဲ့ပန်ဦးတစ်ပိုင်းပြက်ကလေးကို ဇေဒီနီးမှရှိတဲ့အမှတ်ကျင်းမှာချထားလိုက်တယ်။လွန်ခဲ့တဲ့နှစ်များစွာကပင်လူထမ်းထားတဲ့ဟောင်းနှောင်းတွေတဲ့ပန်းအုပ်လေးတစ်လုံးကိုလူရဲ့ယူငင်ပြီးလူသတ်မှုဖြစ်ပွားကြတယ်။တချုံကထွက်ပြေးတဲ့ပေါက်ဆာဆိုသူကဂျုံတွဲဘက်မှာရှိတဲ့လူရိုင်းတွေရှိရာရက်ကိုထွက်ပြေးသွားကြောင်းသိရတယ်။လူရိုင်းတွေကအချို့သောမျိုးနွယ်စုတွေကလူသားစားကြတော့ပေါက်ဆာဆိုတဲ့အကျဉ်းသားကတည်ဆုံသွားပေါ်ရရှိတယ်။ကျွန်တော်ကသာဝရဆော်လင်ဆိုသူရဲ့တက်တီထွက်ချက်တွေကိုဖတ်ရှုပြီးအလွန်ကမှစိတ်လှရှားသွားပါတယ်။ဗာမတိဘွားဆိုတဲ့လူဆိုးကြီးအမှတ်တမ်းအရပျောက်ဆုံးသွားတဲ့မိုးကိုပရမယာကြီးကတချုံးမှရှိတဲ့ထောင်မှုကြီးဝယ်ယူထားတဲ့ပန်းဦးထဲမှာရှိနေပါတယ်။ ာမိုးကြီးကသူ့ရဲ့လက်ထက်မှာရှိတဲ့ပန်းဟုတ်ကိုတချုံမှာရှိတဲ့လွမ်းစည်လေးကိုလှူဒါန်းမှုရတယ်။ဒီတဲ့င်းကိုပေါက်ဆန်းတဲ့ဝင်းစိုးလိုနဲ့ဦးကြားသိပြီးလော်ဘဇော့ကတ်လိုတယောက်နဲ့တယောက်ရဲဆက်ဆက်တပ်ပြတ်ပြီးပန်းဟုတ်ကိုလှူယူတယ်။တရကပန်းဟုတ်ကနှစ်ပိုင်းပြတ်ပြီးတစ်ပိုင်းကထွက်ပြေးသွားတဲ့အချင်းသားပေါက်ဆန်းစီရောက်တယ်။ခြေနေတစ်ပိုင်းကတေးဆုံးပြီးခြေရည်သူဝင်းစိုးရဲ့လက်ထက်မှာရှိနေတယ်။ဝင်းစိုးရဲ့လက်ထက်မှာရှိတဲ့ပန်းဟုတ်ပြက်ကလေးကိုလွမ်းစည်လေးအနီးမှာရှိတဲ့အမိုက်တွင်းမှာချခဲ့တယ်ဆိုတယ်။ဒီနောက်တော့ဗရမကြီးကထွက်ပြေးသွားတဲ့ပေါက်ဆန်းရဲ့ပန်းဟုတ်ထဲမှာပါသွားခဲ့ရင်ပေါက်ဆန်းကိုတပ်ပြတ်သွားတဲ့လူရဲနေစီကိုရောက်ပြီးပျောက်ဆုံးသွားတယ်။ သုံးဘုံထောင်ထဲမှာတည်ဆုံးပြီးကြံရိုက်ခဲ့တဲ့ဝင်းစိုးရဲ့ပန်ဝဲထဲမှာဗရမကြီးရှိနေမောကုတ်ဗရမကြီးကိုမိမိရရှိနိုင်ပါတယ်ကျွန်တော်ကအလုံးကမဆက်လို့ရှာပြီးပေါတူးတလက်ကိုယူလို့လွမ်းစီဒီကိုမနဲ့စောစောထားပြီးထွက်ခဲ့တယ်အဲ့ဒီမနဲ့မှလည်းနင်းနေကကြာဆင်းနေတယ်ကျွန်တော်ကပေါတူးတလက်နဲ့လွမ်းစီဒီနီးမှရှိတဲ့အမိုက်တွင်းကိုဖော်တယ်သို့တော်တန်ကြတဲ့အထိဘလို့ပန်ဝဲပြက်ကိုမှမတွေ့ရဘူးကျွန်တော်ကပန်ဝဲပြက်ကိုမတွေ့ရတော့လက်လျှော့ရမလို့ဖြစ်နေချင်းမြေကြီးထဲမှာထိုးထိုးထောင်ပြစ်နေတဲ့ပန်ဝဲပြက်ကလေးကိုတွေ့ရပြီးဝမ်းသာရဆွဲယူလိုက်တယ်ကျွန်တော်လက်ထက်ကိုပန်ဝဲပြက်ကလေးရောက်ရှိလာစဉ်ကျွန်တော်နောက်ကအတန်ကြားလို့ကြည့်လိုက်တော့ ထာမူးကြီးကိုတွေ့ရတဲ့အတွက်အထိတ်လန့်တလုံးမိတယ်။ထာမူးကြီးကမကုတ်ဗရမကြီးနဲ့ပတ်သက်လို့ရေးစားမိနေသလား။ထာမူးကြီးကကျွန်တော်ကိုကြည့်ပြီးတပြင်းချလိုက်လို့အမတ်တွင်းကိုမီးရှို့မလို့နဲ့တူတယ်။မနဲ့စောစောဝရိယကောင်းလာကြည်လား။ဒီလိုပြောပြီးကျွန်တော်ညီကထွက်ခွာသွားတယ်။ကျွန်တော်ကအဲ့ဒီခါမှရင်ထဲကအလုံးကြီးကျသွားတယ်။ပြီးတဲ့နောက်စီရင်နီးကိုသွားပြီးတော့မှမမြင်ခွေရမှာပန်းဝင်းရဲ့ဖိမိုင်းကိုရက်ခွဲတော့ကွန်းစီလုံးလောက်ရှိတဲ့မိုးကုတ်ဗရမကြီးကထွက်ကြလာတယ်။ကျွန်တော်ကဗရမကြီးကိုမမျောလင်းမနဲ့ပိုင်ဆိုင်ခွင့်ရလိုက်တော့ဝမ်းသာလိုက်တာပြောဖို့ရမရှိတော့ဘူး။တချုံကလျှောက်တဲ့အချိန်မှာဗရမကြီးကိုထုခွဲပြီးရရှိတဲ့ငွေဒီအနက် တဝက်ကိုဓမြကြီးဗာမတိဘွားအတွက်ရည်စူးပြီးအလူဒနာလုပ်ပေးဖို့ကြံရွယ်တယ်။ channel တဝက်ကိုတော့ကျွန်တော်တို့အတွက်ယင်းဒီစားသောက်ဖို့ဆုံးဖြတ်ထားပါတယ်။ထာမူးကြီးမိသားစုဂျွန်းကနေပြောင်းရွှေ့တဲ့နေ့မှာကျွန်တော်ကအခြားသောအမှုဌာနနေနဲ့အတူအထုပ်ဘိုးတွေကိုတည်ပို့ပေးတယ်။သင်္ဘောစစ်ကိုကားတွေထွက်ခံပြီးမှတော့ထာမူးကတော်ကကျွန်တော်နေ့ကိုရောက်လာပြီးရှင်ကိုကျွန်မတက်တဲ့ဘယ်တော့မှမမိဘူး။ရှင်ကသိပြီးတော့ကျွန်တော်တက်တဲ့ယောက်ျားလို့ဆိုစဉ်ထာမူးကြီးကနေ့ကိုရောက်လာပြီးထာမူးကတော်ပခုံးကိုဖတ်လို့ငါတို့တောင်းမယ်ငွေသားမမင်းလဲလေးလေးမမနေလွတ်ရနေနေပြီးလို့ဆိုပါတယ်။ ။ထောင်မူကြီးကဇနီးကိုအနီးကခေါ်ဆောင်သွားတယ်။ကျွန်တော်ကလည်းထောင်မူကိုလည်းလှပါတယ်မျက်နှာနဲ့ညှို့ငင်နေဆန်းရှိတဲ့မူရီကိုနောက်ဆုံးတွေ့ဆုံလိုက်ချင်းပါ။မကြာမီထောင်မူကြီးတည်ပြောင်းလာပြီးတော့အဲ့ဒီထောင်မူကြီးနဲ့အတူကျွန်တော်တို့အလွန်ထူးခြားတဲ့မင်္ဂလာသတင်းတစ်ပုဒ်ပါလာတယ်။ထောင်မူကြီးကရခိုင်ထောင်မူကြီးလိုသနာညတာစိတ်ရှိသူလို့သိရတယ်။တချုံကိုထောင်မူကြီးတွေရောက်ရှိပြီးတပတ်ပြည့်တဲ့နေ့မှာကျွန်တော်ကိုခေါ်လို့မောင်မင်းမောင်ငွေသားအတွက်မြန်မာပြည်ကအထူးသတင်းတစ်ခုပါလာတယ်။မောင်မင်းဝမ်းသာပြီးတော့ပြောရှင်နဲ့အမူအရာနဲ့ပြောတော့ကျွန်တော်ကနားမလည်နိုင်ပဲထောင်မူကြီးကိုကြည့်လို့ရှင်းပြပါအောင်ခင်ဗျားလို့ဆိုတဲ့ကထောင်မူကြီးက ဖိုင်နယ်ဒရက်ကိုလှန်ဖက်ရှုပြီးမောင်မေကကိုယ့်ရဲ့ဇနီးကိုကျူးလွန်တဲ့အရှင်ဒီအေးသိန်းဆိုတဲ့သူကို6နောက်နဲ့ကန်လို့အေးသိန်းသေးဆုံးပြီးတကြုံကိုရောက်လာတယ်မလားဒါပေမဲ့ဒီကန်ကြီးဖြောင်းချက်ပေးသွားတဲ့လူတယောက်ကြောင့်မောင်ဝေသားရဲ့ပြစ်ဒဏ်ကလူငင်းခွင့်ရတော့မယ်အရှင်ရောင်းတဲ့ဦးမြကြီးဆိုတဲ့ပုဂ္ဂိုလ်ကသူဒီကန်ကြီးမှာဖြောင်းချက်ပေးသွားတယ်အူမြကြီးကထားယူတဲ့သမီးလေးတယောက်ရှိတယ်။ရှင်းနေအေးဒင်းကထားယူကိုအင်္ဂလိပ်စာသင်ပေးင်းကတိတ်တကူချီတော်တင်ခဲ့တယ်။ထားယူလေးကအေးဒင်းညကိုဝန်ရှိပြီးကိုကိုကိုအစိမ့်တော့တည်ခဲ့တယ်။ဒီအချောင်းတွေကိုဘယ်သူမှမသိပေမဲ့အူမြကြီးက ချင်းစုံသမီးလေးတွေရှင်နေအီဒင်ကိုအမုံကြီးမုံကြီးလက်စားကြည့်ဖို့စီစဉ်ခဲ့တယ်။အဲဒီတုန်းကရှင်နေအီဒင်ကဦးမြကြီးရဲ့ဆိုင်မှာအရက်တောင်းရင်ဖလိရထိုးနေတယ်။ဦးမြကြီးကရှင်နေအီဒင်ကိုမုံတီးတဲ့အတွက်အရက်ထဲမှာရိုးရစီပါတမျိုးထည့်ပြီးလှုပ်ချန်တယ်။အဲဒီတုန်းကရှင်နေအီဒင်ကအရက်တောင်းပြီးခေါင်းမူနေတော့မောင်ငွေတိုက်နဲ့ဆုံးရခဲ့တာပဲ။မောင်ငွေတိုက်ကဇနီးဖြစ်သူကိုစော်ကားတဲ့အတွက်အီဒင်ကိုခြေထောက်နဲ့ကန်ခဲ့တယ်။အီဒင်ကခြေထောက်နဲ့ကန်ခံရတာကြောင့်မြေပေါ်ကိုလဲကြပြီးတည်ဆုံးသွားတယ်။တကယ်တော့အီဒင်ကခြေထောက်နဲ့ကန်ခံလို့တည်တာမဟုတ်ဘူး။အစိတ်ကခံလို့တည်ရတာပဲ။ဦးမြကြီးရဲ့နောက်ဆုံးဖြောင်းချက်ကြောင့်အီဒင်ရဲ့လောင်းကိုဖော်ပြီးတော့မှဆစ်ဆေးကြည့်တဲ့အခါမှာ အေဒင်အဆိုင်ထဲမှာကြောက်ရွံ့ကောင်းတဲ့အစီအမံတွေ့ရတယ်။ဒါကြောင့်ရှင်းနေအေဒင်သိဆုံးရခြင်းကဥမြကြီးရဲ့အစိတ်ချောင်းလိုကောက်ချက်ချတယ်။ဒါကြောင့်မောင်ွေတိုက်မှာပြည့်မရှိတော့ဘူး။မောင်ွေတိုက်တကြုံမှာပြည့်တန်ခံရတဲ့အတွက်ပြေးချပြေးမှကြီးကိုစားကျွန်တော်တောင်းပန်ပါတယ်။မောင်ွေတိုက်မကြမီမြမပြီးပြန်ရတော့မယ်။အဲဒီကကျွန်တော်ကဝမ်းသာလို့တဟာရီမောပြီးတရားကိုနှက်ဆောင်တယ်။လွတ်ပြီးလွတ်ပြီးမမိုးရီမင်းနဲ့ငါမျက်စုံပြန်တွေ့ရတော့မယ်လို့ဝမ်းသာအားရပြောရင်ငါချင်းနဲ့မဆုံးဖြစ်နေတော့တယ်။ကျွန်တော်ကနောက်တစ်ပတ်မှာပဲတင်းမောနဲ့မြမပြီးကိုပြန်လာခဲ့တယ်။ ပြေးရှာဆိုရရဲ့မတရားဥပဒေကြောင့်ကျွန်တော်ကထောင်းနေတသက်တကျွန်းကြခံရတယ်။အခုလိုမတရားဥပဒေကြောင့်မကျွန်တော်ထောင်းကပြန်လွတ်လာတယ်။ကျွန်တော်ကဝမ်းသာရတဲ့ရွာကိုပြန်လာတယ်။ရွာဝင်လမ်းကိုရောက်တဲ့အခါမှာတော့နားလဲတစီမောင်းနေလာတော့ကြည့်လိုက်တော့ကျွန်တော်ရဲ့ရောက်ကမှဦးအောင်ဒီမောင်းနေလာတယ်လေ။ကျွန်တော်ကဦးအောင်ဒီကိုမြင်တော့ဝမ်းသာအားရနဲ့အဖေမမို့သူဖင်မလေးရွာမှာပဲလား။ကျုပ်လွတ်လာပြီ။အဲ့လိုဆိုတော့ဦးအောင်ဒီကကျွန်တော်ကိုမြင်တဲ့အခါနေကင်းကြောင်အောင်တေးချောက်ခံရသလိုဖြစ်သွားလို့ငွေတိုင်းငွေတိုင်းမင်းမသိဘူးလား။မင်းတချို့မှသိပြီဆိုအဲ့ဒီကကျွန်တော်ကသဘောကျရတဲ့တဟားရှိပြီ။ မသိလို့ပြန်တွေ့ရတာပေါ့ဗျာမမိုးသူကိုသတိရလိုက်တာဦးအောင်ဒီကကျွန်တော်ကိုကြည့်ပြီးဝန်သားရမရှိပဲနဲ့ငါတို့မှားပြီးငွေတိုက်ရလွန်ခဲ့တဲ့နှစ်တည်းကတကြီးကြီးဆက်သတင်းစာမှာတကြုံကထွက်ပြေးတဲ့ငွေတိုက်ဆိုတဲ့ဂျင်သာတေဆုံကြောင့်ပါလာတယ်ဒီလိုဆိုတော့ကျွန်တော်ကခေါင်းခါရမ်းပြီးအဲ့ဒီသတင်းမှန်မှန်ပါဘူးဗျာကျုပ်ထွက်ပြေးတာမှန်တယ်ဒါပေမဲ့ကျွန်တော်အာနာပိုင်းပြန်ပြီးသွားလို့တကြုံမှာပြည်တယ်ပြန်ပြီးခံရတယ်အဲ့ဒီကဦးအောင်ဒီကငါသမီးမမိုးသူကတော့တကြုံကထွက်ပြေးလို့မင်းသိပြီးထင်ပြီးဖုန်းကြီးဆွန့်ကပ်ပြီးတပိတ်တွေပါတွေတော့ခဲ့တယ်အခုတော့လွန်ကုန်ပြီး လွန်ခဲ့တဲ့နှစ်တီတီချီကပြောရရင်တော့ဒဇာမူလာစုဆင်းရဲနေမှာငါသမီးကလေပန်းရှင်သားစိန်တူးနဲ့လက်ထပ်လိုက်ပြီအဲ့ဒီကကျွန်တော်ကမျောလင်းချက်ပြူချပြက်စီးသွားပြီမမိုးသူလက်ထပ်သွားပြုတ်လာတကယ်ပဲလားဗျာဝမ်ဘတ်နဲ့နဲ့ပြောလိုက်တယ်ဦးဝန်ဒီကသမီးကမင်းကိုစောင့်မသေးရဲ့ကွာတကြွမှမင်းတည်သွားပြီဆိုတာသိပြီမဲ့နောက်ရင်တော့ပြို့မစင်းစားဘူးလေပန်းရှင်သားစိန်တူးကငါ့ကိုတကြီးကြီးနဲ့ပူဇော်နေတာနဲ့ငါကိုယ်တိုင်တင်းချက်ပေးစားလိုက်တာကျွန်တော်ကဦးဝန်ဒီရဲ့စကားတွေကိုနားထဲမှာမကြားရတော့ဘဲနဲ့မမိုးသူနဲ့ပြောပြောရှင်းရှင်းကြီးနူးခဲ့ပုံတွေကိုပြန်လည်မြင်အောင်လာတယ် မမှုသူတရားတပါးသူရင်ဝင်ကိုရောက်ရှိနေပြီဒီအပြစ်ကိုဘသူကမှအပြစ်မတင်ကြတော့ဘူးကာဇမာကသာအပြစ်ပုံချနေမိတယ်ကျွန်တော်ကမျောလင်းချက်တွေပြပြသွားတော့မမှုသူရှိရာရွာကိုမပြန်တော့ဘဲနဲ့ဦးဝန်ဒီကိုနှုတ်ဆက်ပြီးတဲ့နောက်ဦးဝန်ဒီကျွန်တော်တခုပြောချင်တယ်ကျုပ်ရွာကိုတသက်လုံးပြန်မလာတော့ဘူးမမှုသူကိုကျုံနဲ့တွေ့တယ်လို့မပြောပါနဲ့ကျုပ်အသက်ရှင်နေသေးတယ်ဆိုရင် तू စိတ်ဆင်းရဲနေမယ်ဒါလို့ဆိုတော့ဦးဝန်ဒီကကျွန်တော်ကိုစိတ်မကောင်းနဲ့ကြည့်ပြီးကောင်းပါပြီမန်ွေတိုက်မင်းတို့ကြည့်ပြီးငါစိတ်မကောင်းလိုက်တာကွာဒီလိုပြောတယ်ကျွန်တော်ကရွာကိုမပြန်တော့ဘဲနဲ့ခြေဦးတရားထွက်ခဲ့တယ် ျွန်တော်ကတကြုံကနေပြန်ရောက်ပြီးတဲ့နောက်လူပွားရဲ့ဆင်းရဲခြင်းမျိုးမျိုးကိုနားလည်သွားတယ်။ဒါကြောင့်နေမြူကြီးတမျိုးမှာရှိတဲ့တွေ့ရချောင်းကြီးချောင်းမှာရဟန်းပြုပြီးတဲ့နောက်ဝိပဿနာကမ္မဋ္ဌာန်းကျင့်စဉ်ကိုကြိုးစားကျင့်ကြတယ်။တွေ့ရချောင်းရဲ့ဆရာတော်ကြီးကဝိပဿနာကျင့်စဉ်နဲ့ပတ်သက်ပြီးအထူးကြော်ကြားပါတယ်။ကျွန်တော်ကလည်းကျင့်ကြရင်းနဲ့ဝိပဿနာတရားတွေကိုလုံနေသက်ပြီးတရားဓမ္မနဲ့ပြောင်းဝေးဖို့ဆုံးဖြတ်လိုက်တော့တယ်။ဒါကြောင့်ကျွန်တော်တို့ဘာတဲ့သတင်းသုံးနေနိုင်မှုတွေ့ရချောင်းလေးတချောင်းကိုဆောက်လုပ်ပြီးသတင်းသုံးနေတယ်။နေပေါင်းများစွာကြတဲ့အခါနီနာမျိုးများကဝိပဿနာကမ္မဋ္ဌာန်းကိုစိတ်ဝင်စားသူတွေကကျွန်တော်ရဲ့အကြောင်းကိုလာရောက်ပြီးနီနာတွေကို나ယူလို့ကျင့်ကြံကြတယ်။ အဲ့ဒါလိုကျင့်ကြံသူတွေကိုကျွန်တော်နားလေသမျှတရားဓမ္မတွေဟောပြောကြတယ်ကျွန်တော်ရဲ့ဟောကြားချက်တွေရှင်းလင်းနေဆိုပြီးတော့မှတစင်စကားတစင်သားနဲ့အနေရက်ကိုကြော်ကြားပါတော့တယ်ကျွန်တော်ရဲ့အကြောင်းကိုလည်းတကြွပြန်အကြောင်းလို့ခေါ်ဆိုပြီးကျွန်တော်ကိုတကြွပြန်ဆရာတို့လို့လူသိများတယ်ကျွန်တော်ကမိမိလက်ထက်မှာရှိတဲ့မုတ်ကိုဗရမ ्या ကြီးကိုဌာပနာမဲ့ဇီရိုတစုကိုအချောင်းဝင်အတွင်းတည်ထားကိုခွေတယ်အဲ့ဒီဇီရိုကိုလည်းလူများကတကြွပြန်ဇီရိုလို့ခေါ်ဆိုကြပါတယ်တနေ့မှာကျွန်တော်ရဲ့တကြွပြန်အကြောင်းကိုခီးသွားရန်ကြီးတစ်ပါးရောက်လာတယ်ဒီရန်ကြီးရဲ့အသားကြီးကအလွန်မဲ့မဲနဲ့နေပြီးတော့မှ လောကနဲ့ရိုက်ပမှုကိုမျိုးစုံခံလာရရှိတယ်ကျွန်တော်ကအဲ့ဒီယဟန်ကြီးကိုကောင်းမွန်စွာသတင်းသုံးနေတိုင်းစီတယ်ထဲကယဟန်ကြီးကရှာရဲအကြောင်းကတကြွမြန်ကြောင်းလို့ထင်ရှားတဲ့အတွက်ရောက်လာတာပါတပည့်တော်လည်းတကြွကနေထွက်ပြေးလွတ်မြောက်လာသူပါတပည့်တော်နာမည်ပေါ့ဆာလို့ခေါ်ပါတယ်ဒီလိုဆိုတော့ကျွန်တော်ကပေါ့ဆာဆိုတဲ့ယဟန်ကြီးကိုကြည့်ပြီးအံ့ဩသွားလို့ဒါဆိုရင်ပန်းအုံးလေးတစ်လုံးကိုလူယူရင်းကလူတက်မှုဖြစ်ပြီးကျွန်ကထွက်ပြေးသွားတဲ့ပေါ့ဆာဆိုတဲ့ပုံကူပေါ့ဒီလိုဆိုတော့ယဟန်ကြီးကကျွန်တော်ရဲ့စကားကိုအံ့ဩဟန်တဲ့ဆရာတော်မိန့်နာမှန်ပါတယ်တပည့်တော်ကပန်းအုံးလေးလူပြီးကျွန်ကနေထွက်ပြေးတဲ့ပေါ့ဆာဆိုတဲ့လူပါ ဒါပေမဲ့တော့လူတမ်းမှုဖြစ်လို့ကျောင်းကထွက်ပြေးပြီးလူရိုင်းတွေဖမ်းဆီးခြင်းကိုခံရပါတယ်။နောက်တော့ခံကောင်းထမပြီးလူရိုင်းတွေကပင်လယ်ပြင်ကိုဖျက်ပြေးဖို့တလုံးထွန်းလေကလေးတစီစီစဉ်ပေးပါတယ်။နောက်တော့ပင်လယ်ပြင်ကိုဆုံးဆော့ဆော့ဖျက်တမ်းပြီးမြမပြည်ကိုပြန်ရောက်ခဲ့တာပါပဲ။မြမပြည်ကိုရောက်တော့ဘဝမှာကြုံတွေ့ရတဲ့ဆင်းရဲဒုက္ခတွေအတွေ့အံဝေကရပြီးရမ်းမှဝင်လိုက်တာပါ။ဒါနဲ့ဆရာတို့ကတပည့်တော်ကိုပန်းအောင်တလုံးလုံးလှုပ်ပြီးတော့မှကျောင်းကထွက်ပြေးတဲ့ပေါက်စားဆိုတဲ့ပုံကမှန်သိရင်ဗရမရဲ့အချောင်းကိုလည်းတီးမှာပေါ့။ဒီလိုမျိုးတော့ကျွန်တော်ကဇေယျတို့ကိုလည်းညွန့်ညွန့်ပြပြီးဗရမအချောင်းကိုသိနေုံမကဘူး။ ဦးဇင်းတို့အသက်လူပြီးရှာပွေခဲ့တဲ့ပြည်များကြီးကိုဟော်ဒီတကြွမြန်စီမှာထပ်ပလာထားတယ်လို့အစားကြည့်ပြီးပြည်များကြီးနဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့နောက်ဆောင်ကိုသူ့ကိုရှင်းပြတယ်။ရန်ကြီးကကျွန်တော်ရဲ့စကားဆုံးသွားတော့ဘဝတန်တရားကအလွန်ကမှထူးခြားဆန်းကျင်တာပဲ။ပြည်များကြီးကိုရဖို့လူအသက်တွေတက်ခဲ့တယ်။မုံတိုင်းနဲ့နဲ့ပင်လယ်ပြင်ကိုအန်တုခဲ့တယ်။ဒုက္ခဆင်းရဲမြင့်မြင့်ကြုံတွေ့ရတယ်။အခုတော့ပြည်များကြီးကတကြွမြန်စီမှာထပ်ပလာဖြစ်သွားပြီ။ဒါလို့ဆိုပြီးစီတော်ရှိအကူအေဂျင့်စွာနဲ့ဖျားဝတ်ပြုနေတယ်။ကျွန်တော်ကလူစိုးကြီးပေါက်စားတစ်ဖြစ်လေရန်ကြီးကိုကြည့်လို့ရင်ထဲမှာဒုစုံတရားကိုနားလည်သွားလေ။အဲ့ဒီအရာကတော့ဘဝတန်တရားဆိုတဲ့အရာပါပဲ။ ဝိတုကလေးကတော့ပြီးဆုံးသွားခဲ့ပါပြီဒီကနေ့တင်ဆက်တဲ့ဝိတုကလေးကတော့ဆရာကြီးအမြင့်မြတ်သူရရေးသားထားတဲ့ကျောင်းမြတ်ဗရမများဆိုတဲ့ဝိတုကလေးကိုအပိုင်းလေးဇာတိမအနေနဲ့တင်ဆက်ပေးခဲ့တာပါကျွန်တော်တို့ရဲ့ channel ကလေးကိုလည်း like and subscribe လုပ်ထားပြီးပါဦးဖိနာမှာရှိတဲ့ notification လည်းနှိပ်ပေးထားပါအောင်ခင်ဗျနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးများအပ်တင်ပါတယ်